နေစရာမရှိတဲ့ဘွားကနေအကိုထုံးမင်းကူညီတွင်နဲ့အထက်ဆန်းကြီးဘွားကအဆင်ပြေလာတဲ့ပြုံးမမပြုံးမမကသမီးလေးကိုမွေးကမိနေတဲ့ဘွားနဲ့ဒုက္ခအကြီးကျယ်ရောက်နေလို့အကိုထုံးမင်းကကဲတင်ပြခဲ့တာပါအကိုထုံးမင်းကသူ့အကောင့်မှာပြုံးမမတို့ရဲ့ဗီဒီယိုလေးကိုတင်ပြလိုက်ချိန်မှာတနာတဲ့သူတွေရှိခင်တဲ့သူတွေကပေါ်လာကဘွားတစ်ချက်ရှိုးပြောင်းလဲသွားခဲ့ပါတယ်ပြုံးမမကကလေးတယောက်နဲ့ဘလို့ရက်တည်ရမလဲမသိချိန်မှာအကိုထုံးမင်းကပဲအလှငွေတွေချပေးခဲ့တာပါ အကုထုံးမင်းနဲ့အလှရှင်တွေလှူပေးတဲ့အလှငွေတွေကိုရုံမမကဘာမှမတုံ့ပြန်စုထားပါတယ်။အခုဆိုရင်စုထားတဲ့ငွေတွေနဲ့အရင်းနှီးလောက်ကအထက်ဆိုင်ဖွင့်ဖို့ပြင်ဆင်နေကြအတိပေးလာတာဖြစ်ပါတယ်။အထက်ဆိုင်ကိုတငယ်ချင်းနှစ်ယောက်နဲ့အတူဖွင့်သွားမှာဖြစ်ပါတယ်။စက်တူချေရအနေနဲ့ဖွင့်မှာဖြစ်ကသမီးလေးအတွက်ရည်တည်တော်မှာပါ။အထက်ဆိုင်ကိုလည်းအကုထုံးမင်းရဲ့ကျေးဇူးတွေကြောင့်ဖွင့်နိုင်ခဲ့တာဆိုပြီးယုံမမကဖွင့်ဟလာခဲ့တာပါယုံမမကအခုဆိုရင်အရင်ကလိုမဟုတ်တော့ပဲအများကြီးလဲလှလာပြီဖြစ်ပါတယ် သမီးလေးကလည်းနှစ်လအရွယ်ရောက်နေပြီဖြစ်ကပြုံးမကအကောင်းဆုံးဖြိုးထောင်နေတာပါထဲဆိုင်တွေဖွင့်တဲ့အထိအဆင်ပြေလာပေမဲ့လူတွေစီကနေမူတီတာပွားအောင်တော့မခံရပါဘူးသူမကိုဆိုရင်လူအများကမကောင်းတဲ့အမြင်နဲ့တမြင်ကဝေဖန်ပြောဆိုနေကြတာပါအကိုထုံးမင်းနဲ့ဆိုရင်လည်းပေးစားတဲ့အထိကိုဝေဖန်ကြတာဖြစ်ပါတယ်အကိုထုံးမင်းကပြုံးမမအပေါ်မှာတနာလို့အခုချိန်ထိစောက်ပေးနေတာကိုလည်းတမျိုးတွေမြင်ကြတာပါ ဒါပြင်ပြုံမကဘသူနဲ့ပဲတွဲပြီးတက်တော့ဆော့ကြတဲ့အပေါ်မှာလည်းအိန္ဒိယမရှိတဲ့မျိုးသမီးဖြစ်လာမြင်ခဲ့ကြတာပါပြုံမကလူငယ်ဘဝတုန်းကတချိန်မှာကအိမ်တောင်ရှိအမျိုးသားနဲ့ပတ်သက်မိကအခုလိုဘဝမျိုးကိုရိုက်ရတာဖြစ်ပါတယ်မားပြီဆိုတာတိတဲ့အချိန်မှာအဆိုပါမျိုးသားနဲ့အစ်စ်မပတ်သက်တော့တူသမီးလေးကိုလည်းဘယ်သူမှမပေးဘဲစောက်ရှောက်လာခဲ့တာပါအလူငယ်တို့ကိုလည်းအလွဲသုံးစားမလုပ်ဘဲတေချာစူဆောင်းထားခဲ့တာဖြစ်ပါတယ်ပြုံမကအင်တာဗျူးမှာဝေဖန်ရင်တောင် လူကမှမကောင်းတာမတုတ်ပြန်ဘူးလို့ထုတ်ပြောလာခဲ့တာပါ အခုလိုပြောလာတဲ့အပေါ်မှာလူများကတော့ပြုံမမကတိတော့မှဆိုအရန်ကိုရိုင်းတယ်လို့ဝေဖန်နေကြတာပါတိတော့မှအနေထိုင်ဆင်ခြင်ဖို့တတိပေးတဲ့အတူတွေကိုကက်ကက်လန်အောင်ရန်ပြန်တွေ့တယ်ဆိုပြီးဒီတာပြောဆိုလာကြတာဖြစ်ပါတယ်ပြုံမမကတိတော့မှအကကလေးတွေဆော့တာမို့တချို့ကလည်းမကြိုက်ပါဘူးဒါပြင် အခုဆိုရင်ငွေကြီးနှစ်ယောက်နဲ့တူဆော့တဲ့အချိန်မှာယောက်ျားလေးတွေနဲ့လည်းတွဲဆော့တာမို့တော့မကြဖြစ်နေတာပါ ဒါမဲ့ပြောမမဘက်ကတော့သူကမဟုတ်တာဘာမှမလုပ်တလို့ဝေဖန်တဲ့သူတွေပြန်ရှင်းပြနေမိတတဖြစ်ပါတယ်။ပြောမမကအခုဆိုရင်ကြော်ညာတွေလည်းတရုတ်ဆောင်နေရပါပြီ။ social media မှာလူစိတ်ဝင်စားတဲ့သူတွေများလာတဲ့အတွက်လုံငန်းချင်းတွေကဒီမှာကိုကြော်ညာရိုက်ဖို့အတွက်ကန့်လန့်ကြတာပါ။လက်ရှိမှာအထက်ဆိုင်တောင်မဖွင့်နိုင်သေးပဲကြော်ညာတွေလာလိုက်ရိုက်နေရတာပါ။ကြော်ညာရိုက်ဖို့တွားတဲ့အချိန်ဆိုကလေးကိုတငယ်ချင်းတွေကတော့ထိန်ပေးတာပါ။ပြောမမကမိဘတွေစီကလည်းငယ်ကလေးကဆုံးပြစ်ခံထားရတာမို့ အားကိုးစရာမရှိပါဘူး။တရှိမှအားကိုးစရာလို့ကိုထုံးမင်းနဲ့တငယ်ချင်းနှစ်ယောက်တာရှိတာပါ။ကိုထုံးမင်းကလည်းအထက်ဖွဲ့ဖို့အတွက်အကြံဉာဏ်တွေပေးကာဖေးမအကူညီနေတာဖြစ်ပါတယ်။ရှစ်စက်ရက်တီလုံးမဖြစ်တော့ဘူးဆိုတော့ရှင်နေကနေအခုလိုပြောင်ပြောင်ရယံဖြစ်လာတဲ့အပေါ်ပြုံးမမကိုယ်တိုင်လည်းမယုံကြည်နိုင်ဖြစ်နေတာပါ။စီပွားရေးအရှိတကျရက်တီလာနိုင်တဲ့ပြုံးမမအတွက်ရှိကျစကားလေးပြောပေးခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်း အလုပ်ကိုကျေးဇူးအများကြီးတင်ပါရှင်